အရာရာတတိပအောင်မြင်နိုင်သောပထမဂါထာပထမတကလက္ခဏာမေကပတံဒုတိယဒီပတ္တဣဒတနာတောသမဏီဒုနီမာသမာဒုသနီဒုကမတော်ဝိပစီပထမေနာဝိနာ ပထမသကလက္ခဏာမေကပဒံဒုတိယတိပဒတ္တဣဒတနာတော သမဏီဒုနီမာသမတုသာနိတုကမတော်ဝိပစီပထမေနဝိနာပထမသကလက္ခဏာမေကပဒံဒုတိယတိပဒတ္တ နိတတနာတော သမဏီဒုနိမာသမတုသာနိတုကမတောဝိပစီပတမေနာဝိနာဤကာထာတိအဘိဓမ္မတသင်္ကဟခောသိညူကျမ်းကိုပါဠိဘာသာဖြင့်အကျယ်ဖွင့်ဆိုပြတဲ့သင်္ခေပ ဝန္ဒနာတီကာမာပါတိဂါထာဖြစ်သည်သင်္ကေပဝန္ဒနာတီကာမာပကံခိနရပတိစီတုမင်းကြီးလက်ထက်တွင်တန္တအကျော်အရှင်တတ္တမဇောတိပါလဆရာတော်ရေးသားပြုစုခဲ့သည်တီကာကျမ်းဖြစ်သည်ရှင်တတ္တမဇောတိပါလဆရာတော်သည်ဣတိကာကျမ်းအပြင် ုဒ္ဒနေဒေတာတရာကျမ်းဝိနည်းဂုံလတ္တဒီပနီကျမ်းတိမာလင်္ကာရတိကကျမ်းနာမစာရဒီပကကျမ်းဝိတုတိမေဂန္ဓိပတ္တကျမ်းတို့ကိုလည်းရေးသားပြုစုခဲ့ပြီးသည်ကိုစရာတော်သည်တိဟုမာယဟဖြစ်ပြီးဆယ်နှစ်တိုင်တိုင်ပိဋကစာပေကျမ်းဂန်များကို သင်ကြားခဲ့ဘူးသောအသိမြို့နယ်သဗ္ဗဒရွာသားဖြစ်ပြီးထို့ကြောင့်ပကံခိကဒီဟုပြန်ရှင်သဗ္ဗဒမထေဟုကြော်ကြားထင်ရှားခဲ့ပါသည်ယခုပေါ်ပြပါဂါထာကိုသင်ကိပဝန္ဒနာတိကာကျမ်းပါပဲပရမအောင်တွေ့ရှိရသည့်အတွေ့သူဆရာတော်ဖရာပင် တီကုံရေးသားခဲ့သည်ဟုယူဆရသည်ဂါထာဤအနေအတ္တမရှိဥစွာသောဧကပဒံတခုသောပုတ်တိဝါတခုသောအနေပုတ်တိသလက္ခဏံမိမိသဘောလက္ခဏာနဲ့တိဟောတိပြီ ုတိယအဓိပတ္တဒုတိယသာသောပုဂ္ဂိုလ်ဘွာဒုတိယသာသောအ내ပုဂ္ဂိုလ်တမဏီတမုဒိယသစ္စာမကသစ္စာနိရောဓသစ္စာတို့ကို၎င်းဒုနိမာဒုက္ခသစ္စာနိရောဓသစ္စာမကသစ္စာတို့ကို၎င်းသမတု သမုရိယသစ္စာမဂ္ဂသစ္စာဒုက္ခသစ္စာတို့ကို၎င်းသနိတုသမုရိယသစ္စာနိရောဓသစ္စာဒုက္ခသစ္စာတို့ကို၎င်းဒိဋ္ဌတနာတော်ထောက်ဆ၍မြင်ရသောကြောင့်ပထမေနပထမအနှစ်နှင့်ဝိနာကင်း၍ကမတော်အစဉ်အတိုင်းဝိပစီ ဝေပံယူရာဤမြတ်မာပြန်သစ္စာတပါးတပါးတွင်အ내လေးပါးစီရှိရာပရမအောင်အ내မှာမိမိသစ္စာဤကိုယ်ပိုင်းသဘောလက္ခဏာအ내ဖြစ်သည်ဒုတိယတတိယသတုဒ္ဓအ내တုကဒုက္ခသစ္စာအဖို့သမုဒိယ မက်ကនិရောဓသစ္စာ၃ပါးတို့ကိုထောက်ဆ၍၎င်းသမုဒယသစ္စာအပုဒုက္ခនិရောဓမက်ကသစ္စာ၃ပါးတို့ကိုထောက်ဆ၍၎င်းនិရောဓသစ္စာအပုသမုဒယမက်ကဒုက္ခသစ္စာ၃ပါးတို့ကိုထောက်ဆ၍၎င်း မဂ္ဂတစ္စာအပုသမုဒိယနိရောဓဒုက္ခတစ္စာ၃ပါးတို့ကိုထောက်စား၍ကောင်းရရှိသောအနတ္တဖြစ်ကြသည်တစ္စာ၄ပါးတွင်တစ်ပါးတစ်ပါး၌အနတ်၄ပါးရှိရာပထမအနတ်မှာတစ်ပါးကြာနှင့်၃ပါးတို့မှာတစ္စာ၄ပါးအစဉ်အတိုင်း သမနိဒုနိမာသမတုသနိတုလေးပုတ်လာသစ္စာ၃ပါး၃ပါးစီကိုထောက်ဆ၍ရရှိသောအ내မြပြစ်ကြသည်ဟုဆိုလိုပါသည်ဤကာထာ၌နိမာဣရောသစ္စာ၏အစပုံမာမာမကသစ္စာ၏အစပုံ သူမှာဒုက္ခသစ္စာ၏အစပုတ်တို့ဖြစ်ကြသည်။စံကြံနှင့်ညီတာကန်းကြီးဖြစ်အောင်ဏိကိုဏိမဝူမာသူကိုဒူးဟုတန်ရှည်ပြုကဖွဲ့ဆိုထားခြင်းဖြစ်သည်။အဓိပ္ပာယ်ခြင်းဤကားတိုင်းအသေးပဲမှာချုပ်သွေးသဖြင့်နဲငယ်ရှင်းပြပါဦးမည် စ္စာလေးပါးတွင်တပါးတပါး၌နှစ်လေးချက်ရှိသည်ဤနှစ်လေးချက်တွင်ပရမဇုံအနှစ်သည်တရားတစ္စာဤပင်ကိုယ်သဘောလက္ခဏာကိုပေါ်ပြသောအနှစ်ဖြစ်သည်ဒုတိယတတိယသရုတ်တာအနှစ်များမှာဉာဏ်တစ္စာ၃ပါးကိုထောက်ဆ၍ရရှိသောအနှစ်များဖြစ်ကြသည် ဥပမာအားဖြင့်ဒုက္ခသစ္စာ၌နှိမ့်ဆက်ပြုပြင်းပူပင်ဖောက်လွှဲဒုက္ခမြင်စုသည့်အတိုင်းနှိမ့်ဆက်ခြင်းအနေပြုပြင်းစည်းရင်အပ်သောအ ਨੇ ပူပန်ခြင်းအနေပေါ့ပြန်ခြင်းအ ਨੇ ဟူ၍အ ਨੇ ၄ပါးဖြစ်သည်ထို့တွင်ပရမအောင်ဖြစ်သည့်နှိမ့်ဆက်ခြင်းအ ਨੇ မှာဒုက္ခသစ္စာဤ ပင်ကိုမူလအ내ပင်ဖြစ်သည်လောဘတမှုရိယရှိနေသောကြောင့်ပြုပြင်ပေးရခြင်းပြုစုပြုတော်ပေးရခြင်းဖြစ်လာရသဖြင့်ပြုပြင်စည်းရင်အပ်သောဒုတိယအ내မှာတမှုရိယတစ္ဆာကိုထောက်၍ရလာသောအ내ဖြစ်သည်တတိယဖြစ်သည့်ဥပန်ခြင်းအ내မှာရေစင်အတွင်း အေးမြတ်ကြည်လင်သောမက္ကတစ္ဆာမထောက်၍ရသည်အ내ဖြစ်၏နိဗ္ဗာန်ခေါ်ဏိရောဓတစ္ဆာကဤတမြဲမြံ၍ပေါ့ပြန်ခြင်းသဘောမရှိဤဏိရောဓတစ္ဆာမထောက်လျင်ဒုက္ခတစ္ဆာမမတိမမြဲပေါ့လွဲပေါ့ပြန်သည့်တတုဋ္ဌအ내ဖြစ်ပါသည်ဤဒီမှာဒုက္ခတစ္ဆာဤ နဲ့လေးချက်ကိုဂါထာလာဒုက္ခသစ္စာနဲ့စိုင်သည့်တမနီပုတ်အရာရှင်းပြခြင်းဖြစ်ပါသည်တို့အတူသူမရသစ္စာဤနဲ့လေးချက်ကိုဒုနိမာနိရောဓသစ္စာဤနဲ့လေးချက်ကိုတမတုမေဃသစ္စာဤနဲ့လေးချက်ကိုတနိတုပုတ်တုနဲ့ အစဉ်အတိုင်းတွဲဆက်နားလည်ကြရဖြစ်ပါသည်သစ္စာတပါးတပါး၌အနက်၄ပါးစီရှိပြီးသစ္စာ၄ပါးမှာအနက်16နက်ဖြစ်သည်ဤဒီကိုပင် သစ္စာအနက်16ချက်ဟုခေါ်ပြောဆိုကြခြင်းဖြစ်သည်ဤကာတာ၌သစ္စာအနက်16ချက်ကို ဖော်ပြမထားတော်လေသစ္စာနဲ့အစ်စ်၆ချက်ဖြစ်ပုံကိုအကျဉ်းချုပ်လမ်းညွန်ဖော်ပြထားတဲ့ဖြင့်ဒီဂါထာကိုသစ္စာနဲ့အစ်စ်၆ချက်ပြဂါထာဟူ၍လည်းကောင်းဂါထာအစတွင်ပထမဟုပါသောကြောင့်ပထမဂါထာဟူ၍လည်းကောင်းရှင်ပညာရှင်များကိုသုံးစွဲခဲ့ကြခြင်းဖြစ်သည် ထာထာဤသွန်းအင်တတ္တိရွေတောင်းမြို့ဤတဲလိတဆရာတော်ဘုရားကြီးကတော်အနောရဒပူရဏီခေါ်တင်းညုခက်စစ်လင်းပြကြံတွင် သမုတ်စီပိုင်းသစ္စာလေးပါးပြစုခံ၌ဒီကာလာရာရာတိတ်တိပေါ့အဆောင်ဂါထာကိုပြဆိုခြင်းဟု ခေါင်းစည်းတတ်ထားပြီးဤကာရာကား တပါဒတပါဒ၌တာကိုင်း၄ခုစီရှိသောတောတကဂါထာသည်လိနတဆောင်သောတာကိုင်းကြီးပြည့်၍လောင်းသစ္စာနှင့်၁၆ချက်အနတဘောမံကန်သည်ပြည့်၍လောင်းအာနုဘောစွမ်းတတ္တိထက်မြက်တသည်အကျိုးများစွာပေးနိုင်သည်ထို့ကြောင့်ကျေသူဟောင်းတို့ အဆောင်အယုပြုကြကုန်သည်ဤကာတာကိုအမြဲမပြတ်ပြုပတ်တရစေကတင်တင်ရှားရှားအကျိုးတူခံစား권များရနိုင်ပေသည်ဟုမိစုပေါ်ညွန်ထားသည်တွေ့ရသည်ထို့ကြောင့်ဤကာတာသည်ယေသူတော်ကောင်းများယုံယုံကြည်ကြည်နှင့်အစင်းအဆက်ဤအမျိုးမျိုးနှင့် အသုံးချလာကြသည့်ဂါထာဖြစ်ကြောင်းသင်ရှားပါဘုရားဘာသာမှာသစ္စာလေးပါးတရားတော်သည် အမြင့်ဆုံးအဆင့်ဖြစ်ပါသည်သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားတည်မြင်သွားမှလောကုတ္တရာချမ်းသာကို ရရှိနိုင်ပါသည်ဒီဂါထာကို အချိန်မှန်ယူဆပွားများသူသည်လောကုတ္တရာချမ်းသာအထိမရရှိသည့်တိုင်း အမြင့်ဆုံးသောလောကီချမ်းသာများကိုရရှိနိုင်ပါသည်ထို့ကြောင့်ယေရှုရှင်ကြီးတက်လိတ္တဆရာဘုရားကြီးကအရာရာတိတ်တိပေါ့အဆောင်ဂါထာဟုမိန့်ဆိုတော်မူထားခြင်းဖြစ်ပါသည်တနည်းအားဖြင့်ဆိုရသော်ကျွန်တော်ဗုဒ္ဓသုံးမှလမ်းညွန်ခဲ့သည့်ဤကေငါယပိဋကသုံးပုံတရားတော်လုံးစုံ တစ္စာလေးပါးမှလွတ်တည်တရားမရှိသတုတစ္စာဝိနိမုတ်သောဓမ္မောနာမနတ္တိဟုကျွန်တော်ဖရာဟောကြားတော်မူခဲ့သည်ကိုထောက်ရင်ဒီဂါတာသည်ပိရိကသုံးပုံလုံးအကျုံးဝင်သည့်ဂါထာဖြစ်ကြောင်းသင်ရှားသိသာပေ၏ထို့ကြောင့်ဒီဂါတာကိုပြုစုပွားမြတ်သည့်အခါ၌ငါသည် ိတိကသုံးပုံလုံးကိုညွတ်စုံနေသည်ဟုစိတ်ကယုံကြည်ထားရမည်။ဤကဲ့သို့ယုံယုံကြည်ကြည်နှင့်ညွတ်စုံပါလျင်ပိတိကသုံးပုံတကိုယ်လုံးခြုံဂါထာဖြစ်သည့်အတွေ့ပိတိကသုံးပုံတကိုယ်လုံးခြုံပြီးပြန်နှံ့အောင်ထောင်တိုင်းမြောက်မည်ဖြစ်ပါ၏။ယုံကြည်မှုတရားနှင့်နေ့စဉ်ချိန်မှန်မှန်ယူဆပွားများမှုဘာဝနာသာအရေးကြီးပါ။အနည်းဆုံး ကျင်းသက်စေအများဆုံးတရားရှိခြင်းပြည့်အောင်တစ္စာနဲ့16ချက်ဂါထာဖြစ်တယ်ဟုအာယုံဆိုင်ပြီးနေ့စဉ်ပြုဆိုရန်အကြံပြုပါသည်သာဓုသာဓုသာဓုအရာရာတတိပောက်အောင်မြင်နိုင်သော ပထမဂါထာပထမ တကလက္ခဏာမိကပတံဒုတိယတိပတ္တဣဒတနာတောသမဏီဒုနီမာသမတုသဏီတုကမတော်ဝိပစီပထမီနာဝိနာပထမံတကလက္ခဏာမိကပတံဒုတိယတိပတ္တဣဒတနာတော် သမဏီဒုနိမသမတုသာနိတုသမတော်ဝိပစီပထမေနဝိနာပထမံတကလက္ခဏမေကပတံဒုတိယတိပတ္တနိတတနာတောသမဏီဒုနိမသမတုသာနိတု တမတော်ဝိပစီပတမေနာဝိနာဤကာထာသည်အဘိဓမ္မတသင်္ကဟခောသိညူကျမ်းကိုပါဠိဘာသာဖြင့်အကျယ်ဖွင့်ဆိုပြတဲ့သင်္ခေပဝန္နနာတီကာမာပါတိကာထာဖြစ်သည်သင်္ခေပဝန္နနာတီကာမာပကံခိ နရပတိစီသူမင်းကြီးလက်ထက်တွင်တန္တာအကျော်အရှင်တတ္တမဇောတိပါလဆရာတော်ရေးသားပြုစုခဲ့သည့်ဒီကာကျမ်းဖြစ်သည်ရှင်တတ္တမဇောတိပါလဆရာတော်သည်ဤဒီကာကျမ်းအပြင်သုဒ္ဓနေဒေတာတရာကျမ်းဝိနည်းကုံလတ္တဒီပနီကျမ်းဒီမာလင်္ကာရဒီကာကျမ်း နာမစာရဒီပကကျမ်းဝိတ္တိမေဂန္ဓိပတ္တကျမ်းတို့ကိုလည်းရေးသားပြုစုခဲ့ပြီ။ကိုဇရာတော်သည်ဒီဟူမာယဟဖြစ်ပြီးဆယ်နှစ်တိုင်တိုင်ပိဋကစာပေကျမ်းငံများကိုသင်ကြားခဲ့ပူသောအသိမြို့နယ်သဗ္ဗတရွာသားဖြစ်ပြီးထို့ကြောင့်ပကံခိက္ခ ဒီဟုပြန်ရှင်သပ္ပတမထေဟု ကြောကြားထင်ရှားခဲ့ပါသည်ယခုပေါ်ပြပါဂါထာကို သင်္ကေပဝန္ဒနာတိကကျမ်းပါပဲပရမအောင်တွေ့ရှိရသည့်အတွေ့သူဆရာတော်ဘုရားပင်တီကုံ ရေးသားခဲ့သည်ဟု ယူဆရပါသည်ဂါထာဤအနေ့ အတမရှိဥစွာသောဧကပဒံတခုသောပုတ်တိဝါတခုသောအနေပုတ်တိသလက္ခဏံမိမိဤသဘောလက္ခဏာအနေတိဟောတိပြိဤဒုတိယတိပတ္တဒုတိယသာသောပုဂ္ဂိုလ်ဝါဒုတိယသာသောအနေပုဂ္ဂိုလ်သမဏီ သမုဒယသစ္စာမကသစ္စာနိရောဓသစ္စာတို့ကို၎င်းဒုနိမာဒုက္ခသစ္စာနိရောဓသစ္စာမကသစ္စာတို့ကို၎င်းသမတုသမုဒယသစ္စာမကသစ္စာဒုက္ခသစ္စာတို့ကို၎င်းသနိတုသမုဒယသစ္စာနိရောဓသစ္စာ ဒုက္ခသစ္စာတို့ကို၎င်းဒိဋ္ဌတနာတော်ထောက်ဆ၍မြင်ရသောကြောင့်အထမီနာပထမအနှစ်နှင့်ဝိနာကင်း၍ကမတော်အစဉ်အတိုင်းဝိပစီဝေပံယူရာဤမြတ်မာပြန်သစ္စာတစ်ပါးတစ်ပါးတွင် နဲ့၄ပါးစီရှိရပရမအောင်အနဲ့မှာမိမိတစ္ဆာဤကိုယ်ပိုင်သဘောလက္ခဏာနဲ့ဖြစ်သည်ဒုတိယတတိယသတုဒ္ဒနဲ့တူကဒုက္ခတစ္ဆာအဖို့သမှုတယမကနိရောဓတစ္ဆာ၃ပါးတို့ကိုထောက်ဆ၍၎င်းသမှုတယတစ္ဆာအဖို့ ဒုက္ခនិရောဓဘက်ကသစ္စာ၃ပါးတို့ကိုထောက်ဆ၍၎င်းនិရောဓသစ္စာအဖို့သမှုတရမက်ကဒုက္ခသစ္စာ၃ပါးတို့ကိုထောက်ဆ၍၎င်းမက်ကသစ္စာအဖို့သမှုတရនិရောဓဒုက္ခသစ္စာ၃ပါးတို့ကိုထောက်ဆ၍၎ ရရှိသောအနတ္တဖြစ်ကြသည်သစ္စာ၄ပါးတွင်တစ်ပါးတစ်ပါး၌အနတ်၄ပါးရှိရာပထမအနတ်မှာတစ်ပါးကြာနဲ့၃ပါးတို့မှာသစ္စာ၄ပါးအစဉ်အတိုင်းသမနိဒုနိမာသမဒုသနိဒု၄ပုလံသစ္စာ၃ပါး၃ပါးစီကို းဟောက်စား၍ရရှိသောအ내မြဖြစ်ကြသည်ဟုဆိုလိုပါသည်ဤကာထာ၌ဏိမာဟိရရတစ္ဆာဤအစပုံမာမာမကတစ္ဆာဤအစပုံဒူမာဒုက္ခတစ္ဆာဤအစပုံတို့ဖြစ်ကြသည်စံကြံနှင့်အညီတာကန်းကြီးဖြစ်အောင်ဏိကိုဏိမဝမာ သူကိုဒူးဟုတန်ရှည်ပြုကဖွဲ့ဆိုထားခြင်းဖြစ်သည်အဓိပ္ပာယ်အရင်ဒီကာတာ၏အဓိပ္ပာယ်မှာချုပ်ထွေးသဖြင့်အနှဲငယ်ရှင်းပြပါဟုမည်သစ္စာ၄ပါးတွင်တစ်ပါးတစ်ပါး၌နှက်၄ချက်ရှိသည်ဤအနှက်၄ချက်တွင်ပရမအောင်အနှက်သည် တရားတစ္ဆာဤပင်ကိုယ်သဘောလက္ခဏာကိုပေါ်ပြသောအ내ဖြစ်သည်ဒုတိယတတိယသရုပ်တာအ내များမှာဉာဏ်တစ္ဆာ၃ပါးကိုထောက်ဆ၍ရရှိသောအ내များဖြစ်ကြသည်ဥပမာအားဖြင့်ဒုက္ခတစ္ဆာ၌နှိမ့်စေပြုပြင်ပူပင်ဖောက်လွှဲ ုက္ခမြင်သုတိအတိုင်းနှိစ္စခြင်းအနေပြုပြင်စည်းရင်အတော်အနေပူပန်ခြင်းအနေပေါ့ပြန်ခြင်းအနေဟူ၍အနေလေးပါဖြစ်သည်ထို့တွင်ပရမအဆုံးဖြစ်သည်နှိစ္စခြင်းအနေမှာဒုက္ခတစ္ဆာဤပင်ကိုမူလအနေပင်ဖြစ်သည်လောဘတမှုရိယရှိနေသောကြောင့်ပြုပြင်ပေးရခြင်း ြုစုပြောတော်ပေးရခြင်းဖြစ်လာရသည်ဖြင့်ပြုပြင်းစည်းရင်အပ်သောဒုတိယအ낵သူမရတစ္စာကိုထောက်၍ရလာသောအ낵ဖြစ်သည်တတိယဖြစ်သည့်ဥပန်ခြင်းအ낵မှာရေစင်အတွင်အေးမြတ်ကြည်လင်သောမက္ကတစ္စာမှထောက်၍ရသည်အ낵ဖြစ်၏နိဗ္ဗာန်ခေါ်ဏိရောဓတစ္စာသာ ိတမြဲမြန်း၍ဟောက်ပြန်ခြင်းသဘောမရှိဤនិရောဓသစ္စာမှာထောက်လျင်ဒုက္ခသစ္စာမှာမတိမမြဲပေါလွဲဖောက်ပြန်သည့်တတုဋ္ဌနဲ့ဖြစ်ပါသည်ဤဒီမှာဒုက္ခသစ္စာဤနဲ့လေးချက်ကိုဂါထာလာဒုက္ခသစ္စာနဲ့ဆိုင်သည့်တမနီဟုတ်အရာရှင်းပြခြင်းဖြစ်ပါသည် တို့အတူသူမရတစ္ဆာဤအနက်လေးချက်ကိုဒုနိမာနိရောဓတစ္ဆာဤအနက်လေးချက်ကိုသမတုဘဂတစ္ဆာဤအနက်လေးချက်ကိုသနိတုပုတ္တုနှင့်အစဉ်အတိုင်းတွဲဆက်နားလည်ကြရဖြစ်ပါသည်တစ္ဆာတစ်ပါးတစ်ပါး၌အနက်လေးပါးစီရှိပြီ စ္စာ၄ပါးမှာအနက်16နဲ့ဖြစ်သည်ဤဒီကိုပင်တစ္စာအနက်16ချက်ဟုခေါ်ပြောဆိုကြခြင်းဖြစ်သည်ဤကာထ၌တစ္စာအနက်16ချက်ကိုဟောပြမထားတော်လေတစ္စာအနက်16ချက်ဖြစ်ပုံကိုအကျဉ်းချုပ်လမ်းညွှန်ဟောပြထားတဲ့ဤကာထကို သစ္စာနဲ့36ချက်ပြဂါထာဟူ၍လကောင်းဂါထာအစတွင်ပထမဟုပါသောကြောင့်ပထမဂါထာဟူ၍လကောင်းရှင်ပညာရှင်များကိုသုံးစွဲခဲ့ကြခြင်းဖြစ်သည်ဂါထာဤသွန်းအင်တတ္တိရွေတောင်းမြို့ဤတလိတဆရာတော်ဘုရားကြီးကတော့အနောရဒပူရဏီခေါ် သင်းညိုခက်စစ်လင်းပြကြံတွင် သမုတ်စီပိုင်းသစ္စာလေးပါးပြစုခံ၌ဒီကာလာအရာရာတိတ်တိပေါအဆောင်ဂါထာကိုပြဆိုခြင်းဟုခေါင်းစည်းတတ်ထားပြီဤကာရာက တပါဒတပါဒ၌တာကိုင်း၄ခုစီရှိသောတောတကဂါထာသည်လိနတာဆောင်သော တာခန်းကြီးပြည့်၍လည်းကောင်းဒီစားနဲ့16ချက်အနေတဘောမှန်ကန်ဒီပြည့်၍လည်းကောင်းအာနုဘောစွမ်းတတ္တိထက်မြက်လာသည်အကျိုးများစွာပေးနိုင်သည်ထို့ကြောင့်ယေသူဟောင်းတို့အဆောင်အယွတ်ပြုကြပုံသည်ဤကာတာကိုအမြဲမပြတ်ပြုပတ်တရဇေကတင်တင်ရှားရှား ကြိုတူခံစား권များရနိုင်ပေသည်ဟုမိစုပေါ်ညွှန်ထားသည်တွေ့ရသည်ထို့ကြောင့်ဤကာထာသည်ယေသူတော်ကောင်းများယုံယုံကြည်ကြည်နှင့်အစင်းအဆက်ဤအမျိုးမျိုးနှင့်အတုံးချလာကြသည်ကာထာဖြစ်ကြောင်းသင်ရှားပါဘုရားဘာသာမှာသစ္စာလေးပါးတရားတော်သည် အမြင့်ဆုံးအဆင့်ဖြစ်ပါသည်သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားတည်မြင်သွားမှလောကုတ္တရာချမ်းသာကိုရရှိနိုင်ပါသည်ဤကာတာကိုအချိန်မှန်ယူဆပွားများသူသည်လောကုတ္တရာချမ်းသာအတိမရရှိသည့်တိုင်အမြင့်ဆုံးသောလောကီချမ်းသာများကိုရရှိနိုင်ပါသည်ထို့ကြောင့် ေစုရှင်ကြည်တက်လိတ္တဆရာဘုရားကြီးကတရားရာတည်တည်ပေါ့အဆောင်ဂါထာဟုမိန့်စရမူထားခြင်းဖြစ်ပါသည်။တနည်းအားဖြင့်ဆိုရသော်ရှင်တော်ဗုဒ္ဓသုံးမလန်ညွန်ခဲ့သည့်ဏိကေငါယပိဋကသုံးပုံတရားတော်လုံးစုံပြီးတစ္စာလေးပါးမှလွတ်သည့်တရားမရှိသတုတ္တဝိနိမုတ်တော်ဓမ္မောနာမနတ္တိဟု ကျွန်တော်ဖေယားဟောကြားတော်မူခဲ့သည်ကိုထောက်ရင်ဒီဂါတာသည်ပိရိကသုံးပုံလုံးအကျုံးဝင်သည့်ဂါတာဖြစ်ကြောင်းသင်ရှားသိတာဖြစ်သည်ထို့ကြောင့်ဒီဂါတာကိုပြုစုပွားမြတ်သည့်အခါ၌ငါသည်ပိရိကသုံးပုံလုံးကိုပြုစုနေသည်ဟုစိတ်ကယုံကြည်ထားရမည်ဤကဲ့သို့ယုံယုံကြည်ကြည်နှင့်ပြုစုပါလျင် ိဋကသုံးပုံတကိုယ်လုံးခြုံဂါထာဖြစ်သည့်အတွေ့ပိဋကသုံးပုံတကိုယ်လုံးခြုံပြီးပြန်နိုင်အောင်ထောင်တိုင်းမြောက်မည်ဖြစ်ပါသည်။ယုံကြည်မှုတရားနှင့်နေ့စဉ်အချိန်မှန်မှန်ယူဆပွားများမှုဘာဝနာသာအရေးကြီးပါသည်။အနည်းဆုံးအကျဉ်းသက်စိတ်အများဆုံးတရားရှိခြင်းဖြစ်အောင်သစ္စာနှင့်16ချက်ဂါထာဖြစ်တည်းဟုအာယုံဆိုင်ပြီးနေ့စဉ်ပြုဆိုရန် အကြံပြုပါသည်သာဓုသာဓုသာဓု